မင်္ဂလာပါရှင် Reader for You Channel ကနေကြိုဆိုလိုက်ပါတယ်ကျမကတော့တင်ဆက်သူဝါလေးပဲဖြစ်ပါတယ်ဒီနေ့တင်ဆက်ပေးခြင်းနဲ့စာအုပ်လေးရဲ့နာမည်ကတော့ဆီယမနုနုရီအေးဝါရေးသားထားတဲ့ထားခဲ့ပါဆရာဆိုတဲ့ဝတ္ထုတို့ကောင်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးခြင်းလာပြီဖြစ်ပါတယ်စာအုပ်လေးမဖပြခင်မှာ Channel လေးကိုလည်း Like and Subscribe လုပ်သွားပေးဖို့တောင်းဆိုလိုက်ပါတယ်ရှင်ကျေးဇူးများကြီးတင်ပါတယ်အဲ့ရကနုနုချင်း မျက်လုံးနှလုံးကိုဖြက်ခနဲဖွင့်လိုက်တာနဲ့ကျမနှာခေါင်းထဲကိုဂေါ်ဒစင်ပန်းနဲ့တိုးဝင်လာတယ်။လက်ဆက်သင်းပြတ်နဲ့အနက်ကြီနူချမ်းမြစေတဲ့အနက်အဲ့ရတွေကလည်းကျမလူလဲထပြီးခေါင်းရင်ပရင်ပေါက်ကို ဖွင့်လိုက်တယ်။အိုးကြည်စံဂေါ်ဒစင်နဲ့အများကြီးဖွင့်နေပြီ။နှီးရီတောက်ထားတဲ့ဂေါ်ဒစင်တွေအဆုပ်လိုက်ခဲလိုက်မကြီးပင်မှာနွဲတက်ပြီးပွင့်နေလိုက်ကြတာတိတ်လာတာပဲ။ဂေါ်ဒစင်ကိုကျမကြိုက်တယ်။ခွေထိုးပြီး ။တကောင်းလုံးဖုံးနေအောင်ကျမကပန်တာ။သူများတွေပန်တယ်လို့ရင်ယုံလေးတစ်ခက်တစ်ခက်မပန်တတ်ပါဘူး။ဘလို့ပဲပမာအေးတဲ့နဲ့ဂေါ်ဒစင်မျိုးကို ကြည့်ရတာကျွန်တော်တိတ်ဆိတ်ချမ်းသာတာပဲတဲ့။ရှင်ထဲမှာတသိမ့်သိမ့်လှူရှာရင်ကျမသူ့ကိုတတိယလာမိတယ်။ပါဝါမျက်မှန်အောက်ကမျက်လုံးမမိုက်တွေလုံးကြီးအစိမ်းအင်းကြီးဖြူတိုက်ပုံမျိုးကိုရောင်နဲ့သူ့ဟန်ပန်။အေးတဲ့ကိုချစ်တယ်ဆိုရယ်ဆရာရဲ့ဆရာတို့ပညာတတ်တွေဟာ ိတ်ပြီးတော့စကားတက်တာပဲနော်သူတော်ဘာချင်နေအောင်တိတ်ပြိုးပြတ်တတ်တာတကယ်တော့ဆရာပဲပြောတော့မဟုတ်လားဘာလို့အများကြီးပန်းတာလဲတခက်တခက်ရင်ယုံလေးပန်းပါလားဆိုတဲ့စကားလေအေးတတူကပညာမထက်တဲ့ဈေးသေးတော်ကြီးစကားအလားတစားမစင်တတ်ဘူးဟဲ့အေးကျမက တကောင်းလုံးဖုံးနေအောင်ပန်းရမှကျင်းတတ်တာလို့ပြောတော့ဘလို့ပဲပပန်းအေးတဲ့နဲ့ကိုရစင်တွေကိုကြည့်ရတာ ကျွန်တော်တိတ်ဆိတ်ချမ်းသာတာပဲတဲ့လေဆရာကိုစကနိုင်လို့ဖို့မလွယ်ပါလားဆရာရင်ပြီးတော့ဆရာကိုညှင်းပဲ့ဖို့လေကျမမှမလွယ်ပါလားအုံနှောင်းနဲ့စဉ်းစားမိရင်တော့ကျမမညာပါဘူးဆရာကိုကျမတိတ်ငင်းချင်တာပဲဆရာတို့ကတာမီနှစ်ယောက်တည်းပြိမယ်ဘာစီပွားရင်မှမရှိဘူးဆရာလားကကလေးနဲ့တာမီနှစ်ယောက်ရုံးကနေရတာမူလာရမ်းမြဆရာတယောက်ရဲ့လားကဘလောက်ဆိုတာကိုလဲ ကျမသိတာဝတ်ဆရာကျမကတောမြို့ကလေးရဲ့ဈေးဆိုင်ထဲမှာအထည်ဆိုင်တဆိုင်နဲ့လူလူတူတူဆိုပေမဲ့ဒီဆိုင်ကကျမတယောက်တည်းပိုင်နာမှမဟုတ်ပဲမိဘနဲ့ညီကောင်မောင်တို့မှပိုင်လေဆရာကိုယူရင်ဈေးအောင်တတ်တာတခုတည်းနဲ့ဆရာနောက်ကိုလိုက်ခဲရမှာဆရာကကျမကိုဘယ်အရင်နှစ်ထုတ်ပေးနိုင်မှမလဲနော်ဒါပေမဲ့ဆရာနှလုံးသားနဲ့စဉ်းစားမိရင်တော့ကျမဆရာကိုဘယ်လိုပြောမလဲ ဟိုရင်ချစ်တဲ့အစင်တီတော့မဟုတ်သေးဘူးတိတ်တော့တနာနေမိတယ်ဆရာပြီးတော့ရင်ကြီးကြီးဆက်ဆန်တဲ့ဆရာကိုခင်လဲခင်နေနောက်တစ်ချက်ကပုံမှန်လေးလေးပြောရရင်ဆယ်ရန်းစင်းကနေမတက်နိုင်ခဲ့တဲ့ကျမဟာ စာပေးစာယူနောက်ဆုံးနဲ့တက္ကသိုလ်ကျောင်းသားလေးဖြစ်ကျောင်းဆရာတယောက်လေးဖြစ်တဲ့ဆရာကိုအထင်ကြီးတဲ့ဆရာတကယ်ပြောတာကျမကိုဝိုင်းပိုးနေကြတဲ့အိန်းနီနာချင်းစံတဲ့လူပြိုကြီးတို့ ရွှေဆိုင်ကမိုးစိုးဖို့ကြီးတို့တက်ဆရာကို ကျမအတင်ကြီးတယ်မနက်တိုင်းကျမဆန်ရှိကနေတာမင်းနှစ်ယောက်စာဈေးရည်လေးနဲ့ဖြတ်သွားတတ်တဲ့ဆရာကိုကျမတနားနေမိတတ်တယ်နွမ်းနေတယ်ဆရာတိုက်ပုံရင်ကော်လန်နားတွေဘွာစားပြုတ်နေတယ်ဆရာအင်းကြီးရေကို ကျမအမတ်ထားမိပြီကျမအင်းကြီးဆိုင်က တိုက်ပုံစားရောင်စုံနဲ့အဖြူရောင်မျိုးစုံကိုစိတ်ကူးနဲ့ကျမချုပ်ပေးခဲ့ဘူးတယ် ခပ်ပါတယ်ဆရာရေနော်ကျမတပင်းချလိုက်ပြီဟဲ့အခုမှတရင်ရတယ်အေးသစ်ကိုသွားလိုက်ကြည့်ကြစမ်းပါနေမကောင်းရလားလို့ညကတော့အဖျားမရှိတော့ပါဘူးဟဲ့ညီကပါလေအော်အားလုံးကောင်းနေဒီမဲကျုပ်ကကျစုံချိန်နေတာဟိုကမာလေးမိတွေဟိုမဲစာရဝိတာကိုပတ်စံယူလိုက်စမ်းအိမ်ပြင်ဘက်ကုန်းစုံဆိုင်က အမေလှုပ်ရှုပ်တဲ့အတူမြမလေးမိတွေရဲ့ မမအေးသက်စီသွားကြည့်ဆိုလို့လဲသွားရသေးတယ်ခါရဲမှပဲစူအောင်တန်ကိုကျမကြားရတယ်ကျမနိုးပြီအမေဖျားလင်ဖျားတော့ဦးစာပဲစာတယ်ကျမကအခန်းပြန်ပန်အမေစီလှမ်းအောင်ရင် ထွက်လာခဲ့တယ်ခေါင်းဘေးကလက်ပတ်နိုင်ကလေးကိုလှမ်းကြည့်ခဲ့တော့စောင်းနိုင်ကကိုးနိုင်တော့ကြော်နေပြီကျမဗရင်ပေါက်နာမှာအကြာကြီးရက်ခဲ့တာပဲသုံးရဖျားရတဲ့ချိန်နဲ့ ဘိုက်ထဲမှာလည်းတော်တော်ရင်ရင်ဖြစ်စားပြုတ်ပြီမိထွေနင်းအမကိုစမ်းပြုတ်တောက်ခတ်ပေးလိုက်အောင်ထားခဲ့အဲ့ဒီချိန်လက်ဆောက်ကိုကြောင်ရင်ထဲကငါးကြော့လဲယူပေးလိုက်ဘာလဲမဆလာလားရှိတယ်လေဟိုမှာမမြင်ဘူးလားအတွဲလိုက်ပေါ်မှာပေါ်ရတယ်မိထွေမလာနဲ့ငါ့ဘာသာခတ်တော့နိုင်နေတယ်ကျမမျက်နှာတင့်နေတော့အလုံးရှုံနေတဲ့အမေကစီမံခန့်ခွဲနေတယ် ကျမတို့ကအမြဲလှုပ်ရှုပ်နေတတ်တဲ့အိမ်ဒီနေ့ကဥပုံနေဆိုတော့ကိုသူဆိုင်က အလုပ်ပိုလျှောက်နေတယ်အရင်ဥပုံတွေဆိုကျမရောမိတွေရော အမေရောတစ်ချက်မှမနာရဘူးအဖေနဲ့မောင်လေးကတော့ဒီလိုအချိန်အမကိုရပါဘူးလက်ဖေးရဆိုင်မှာထိုင်လို့ကောင်းတော့မနေ့တော့ကဈေးမှာဟိုကျောင်းဆရာနင့်လာမေးသေးတယ်နေကောင်းပြီလားတဲ့မိတွေကကျမကိုဆံပြုတ်ခက်ပြီးတော်တော်ပြောတယ် ကျမဈေးမရနိုင်နဲ့၃ရက်လုံးသူလာမေးရှာရဆိုတဲ့အသိနဲ့ကျမယူနေလှူရှားနေမိတယ်။မိရမရမိအောင်ဆံမျိုးကိုတစုံမိတစုံခတ်တော့နေမိတယ်။ဟောအချိန်မှမခင်လာသမီလားဗျ။စွန်းလို့ရီတော့သွားပြီ။သူကခုမှထမင်းချက်မှာဟဲ့ဆံမနှလုံးလဲပြော။တလုံးအမေရဲ့ဘာဟဲ့ဆိုတဲ့အတန်နဲ့တူကျမရောမိတွေးပါ။ ဆိုင်ရှိကပစိုးစုပ်ကလေးကရင်ရက်နေတဲ့မခင်လာသမီးလေးကိုကြည့်မိကြရတယ်။ဟဲ့လူက၅ယောက်ဆန်းကတစ်လုံးနင်းတို့ဘလို့ချက်စားကြမှာလဲ။အမေကဆန်းတစ်လုံးချိန်တဲ့ပြီးရင်မတိတာဆိုဝါပြောနေတာကိုမိတွေးကကြုတ်ကနေဆုတ်သက်ပြီးအမေကလည်းနော်လူ၅ယောက်နဲ့ဆန်းတစ်လုံးစုကလေးကဘာလောက်စားမယ်ဆိုတာမသိဘူးလား။မခင်လာတို့လင်မယားနဲ့ရောစလုံး အလုံးမရှိတော့တာကိုသိရသားနေလို့ပြောပြီးတော့မခင်လာသမီးလေးနောက်ကိုလိုင်ငင်းနေမိတယ်။ကျမပဲလဲလာပြီ။နင်အဲ့ဒီဆရာကလည်းစိတ်ညစ်ဖို့ကောင်းအောင်လား။ဘယ်တော့ကြည့်လိုက်ကြည့်လိုက်ဒီပစုံနဲ့ဒီတိုက်ပုံကြီးပဲ။ရှုံးမနေတဲ့မိရွေမျက်နှာကိုကြည့်ရင်ကျမရင်ထဲမှာကျင်ကလေးဖြစ်သွားမိတယ်။အမြဲတမ်းညွညွနွဲ့နွဲ့နိုင်လာတဲ့ဆရာကို ကျမမြင်အောင်လာတယ်။လူငါးယောက်နဲ့စံတလုံးနဲ့ ဆရာတယောက်ကကိုရင်ဆရာလားကလေးနဲ့ဟဲ့အေးတဲ့ညနေကောင်းလို့သွားနိုင်ရင်အဝင်းတော့မေအတုပတ်လေးသွားပို့လိုက်အောင်သွားနိုင်မလားမနေ့ကညိိတ်နေတော့အဝင်းကတစ်ခေါက်လာသေးတယ်ဟုတ်ပါရဲ့အခုမှအမတ်ရတော့တယ်ကျမကကြပြကြရထားရမိပြီကျမသွားနိုင်နေမေခုပဲသွားမှာမသွားလို့ဘယ်ကောင်းမလဲအဝင်းနဲ့ကျမကဝလုံးတန်းကလေးကတငယ်ချင်း ခုထိလေဈေးထဲမှာဈေးတူတူရောင်းရင်ခင်ကြရုံအဝင်းမေက နာတာရှည်ဖြစ်နေရှာတာကျမစာပြားတဲ့နေ့ကဆုံးတာအဝယ်စားမြန်လဲပြီးစပိန်ကလေးဆွဲထုတ်တော့အမေကပူပန်မြန်နေညီစပိန်နေနိုင်ပါမလားမိထွေးကိုလိုက်ဖို့ခိုင်းလိုက်ရမလားရတယ်မေကျမနေနိုင်နေဆိုပြီးကျမထွက်ခဲ့တယ်အမှန်ကကျမထိတတ်ပူပြီးအစောကြီးရောက်ရမှာဒါပေမဲ့အဝင်းကကျမထက်ပူပြီးတော့ပါတယ် လုံလဲလုံးနိုင်နေသူတို့မှာဆွေရုံမျိုးကိုလည်းတောက်မာတယ်လေအဝင်းတို့အိရှိရောက်တော့လူတွေတောင်တော်တော်ရောက်နေပြီဒါပေမဲ့အာသူဘချမဲ့ချိန်ကစောပါသေးတယ်တချက်တီးမှချမှာဆိုတော့အခုမှ12နာရီတောင်မထိုးသေးဘူးဟဲ့အစ်စ်နေနေကောင်းသွားပြီလားစပိန်တစီနဲ့အိမ်ထဲကထွက်လာတဲ့အဝင်းနဲ့ကျမအိမ်ပေါက်ရောက်မှာစုံနေစပိန်စီးလာရလို့နည်းနည်းမောနေတယ်ကျမအသက်ပြင်းပြင်းရှူလိုက်ရင် နေမနက်ကလာသေးတယ်ဆိုငါအဲ့ရတာနောက်ကျသွားလို့ဟဲ့နေခုပဲသွားမလို့လေအမေအတွက်မြင်းနေရာလေးသွားကြည့်မလို့ဘယ်နားမှလဲဆိုတာသိကျင်လို့ဟာနေလိုက်ခဲ့မလားနေတယောက်တည်းလားဟဲ့အင်းငါမောင်နေလေလိုက်မယ်လာပါလိုက်ခဲ့ပါဒီမှာဘာမှလည်းလုံးဆရာမရှိပါဘူးကျမကောင်းကြီးလိုက်ပြီအစားကမလိုက်ပဲနေမလို့ပဲဒါပေမဲ့ဘာလို့ရင်မသိကျမစိတ်မှာဖြက်ခနဲ့အမေရလာတာကဆရာနေတဲ့မျိုးပြင်ရောက်ွက်မှာ တင်းညာနာကရုတ်ကမာလေးဘာလဲတုံးရမတွေ့ရလို့သူ့ကိုကျမတွေ့ကျင်လို့လားမသိပါဘူးသူနဲ့ကျမကဘာဆိုင်တာမလို့နော်အဝင်းရဲ့ကျမရဲ့အဝင်းမောင်လေးကရှေ့ဆုံးကမြို့ပြတင်းညာစီကို ကျမတို့စပိန်နင်းခဲ့ကြရတယ်ဟောရှေ့နားမှာဆရာတို့နေတဲ့ရက်ကွကျမရဲ့နဲ့လိုက်ခနဲ့ခုံသွားတယ်ခက်တာကဆရာတို့ဝင်ကိုကျမမသိဘူးအဝင်းလည်းဘယ်သိပါမလဲနော် ဆရာတို့ရောက်ခွားကလိုရင်ပဲတင်းကျိုင်းဝင်ဝကိုလမ်းမြင်နေရပြီတင်းကျိုင်းဝင်ဝမှာကလေးတွေတော်တော်များများစုယုံနေကြတယ်အေးသိရေမမကြီးကမဲ့ဆက်ပြာကတော့မလွယ်ကြောပဲဟိုမှာတရင်ကြတာနဲ့လာဆောင်နေကြတာလေအဝိမင်းကောပြတဲ့မင်းညင်ညင်ညွန်းနွန်းနကလေးတွေနဲ့မိမတချို့ကိုကြည့်ပြီးကျမရင်နဲ့မကောင်းဘူးအဝင်းတို့မမကြီးသူ့အမေအတွက်ကုသိုလ်ပြကမ်းမဲ့ဆက်ပြာတွေကိုသူတို့နှစ်ခါသုံးခါပြန်ဝင်ယူကြမယ် ပြီးတော့ရောင်းစားကြမယ်ရောင်းစားလို့ရတဲ့ပတ်စံနဲ့သူတို့စံဝယ်ကြလိမ့်မယ်အရင်တော့ကထက်လေလူတွေပိုများလာသလိုပဲကျမတို့တင်းကြိုင်းနဲ့ဝင်ခဲ့ကြတော့တင်းကြိုင်းတွေကဟိုနေရာဒီနေရာတွေမှာမြေမြုပ်ဖို့နေရာလာကြည့်တဲ့သူတွေနဲ့တိုးမရစာတွေကိုမြင်ရတယ်အဝင်းမောင်လေးကဟိုမှာငါပြောရခဲ့တဲ့တိုးမရစာကြီးလို့လမ်းညွှန်းထိုးပြရင်ကျမတို့ကိုခေါ်သွားတယ်ဦးကြီးကျွန်တော်တို့မြေမြေနေရာကြည့်ချင်လို့ဘယ်နားမှလဲ သူဝါရသာကြီးကကျမတို့အိမ်ကိုခရီးကြည့်တယ်နမပြောလေကွာဒီနေ့မိန်းမနဲ့ရောက်ရှိတာကွာအဝေးစီကဒေါ်သိန်းခင်ဆိုရဲအတန်တူတူလေးထွက်လာတယ်။အော်ဒေါ်သိန်းခင်လားဟောဟိုနောက်မှာလာလေလိုက်ပြမယ်။ကျင်းအောင်တူပြီးလုနေပြီ။အဝေးမောင်လေးကအိတ်ထောင်နဲ့လက်လိုက်ပြီ။ဦးကြီးကိုကျင်းတူကမပေးရသေးဘူး။ရော့ဦးကြီးပြောရတာ90နော်။အေးပါ သူ့ဝါရသားကြီးကငွေ90ကိုမမှုတလို့လက်ထဲကင်လာပြီးနည်းနည်းရှောင်းမိတာနဲ့တူရတဲ့မြေစာပုံတစ်ပုံကိုလက်မြင်ရတယ်သူ့ဝါရသားကြီးကမင်းငော့ရင်အဲ့ဒါပဲကွာနေရာလေးကကောင်းပါတယ်ဂုံးမြင့်မြင့်လေးပေါ့မှာကျင်းကိုသွားကြည့်အောင်မလားလာလေးကျင်းကပြီးလောက်ပါပြီငါးကောင်တွေကိုပတ်စံပေးရအောင်မဲကွာအဝင်းကကျင်းကိုမကြည့်ကျင်တာနဲ့မြေသာပုံနားမှာပဲကျမတို့ရက်ကြရတယ် သူမရသာကြီးကပေါထုနှလက်ကင်ပြီးကျင်းတိတ်မှာရက်နေတဲ့လူနှစ်ယောက်စီသွားတယ်လက်သေးကင်နာတဲ့ပတ်စံ90တဲက20ကိုသူ့ရိတ်တယ်ထည့်ပြီးဟိုလူနှစ်ယောက်ကိုတယောက်30စီပေးရင်ကျင်းတဲ့ကိုလည်းဆယ်ရန်တည်းလမ်းချပေးတယ်ပြီးတော့ကျင်းတဲ့လလန်းပေးသူ့အတန်ကျဲကြီးနဲ့ဒါရင်နေသေးတာသူ့ဝရသာကြီးရဲ့လက်ကိုခိုးတွဲပြီးကျင်းမော်ကိုလူတယောက်တက်လာတယ်အိုးဖျားကြီး ကျမတို့ကိုကြောပေးပြီးစကားပြောနေတဲ့အဲ့ဒီလူဟာမြေကြီးတွေပေးချန်နေတဲ့အယောင်လွင်လွင်ပစိုးစိမ်ကောက်ပါနေတဲ့အင်းကြီးဖြူမဟုတ်ဘူးမဟုတ်ဘူးကျမရင်တွေတရိတ်တိတ်ခုံလာတယ်အာကိုရတခုလိုအဝင်းလက်ကို ကျမတုံတုံရင်ရင်လှမ်းဆုပ်လိုက်တုံးမှပဲ तू तू အဲ့ဒီလူကကျမတို့ဘက်ကိုလှမ်းကြည့်လိုက်တယ်ဆရာအိုးဒီခဏကိုကျမဘယ်လိုလုပ်မနိုင်တော့မလဲ ကျွေးရည်နဲ့မြေကြီးတွေရှက်ချင်းနဲ့နာကြီးချင်းတွေရောနောပေါင်းဆက်ပေးချင်နေတဲ့မျက်နာမြေကြီးတွေဆုံးလဲနေတဲ့ပစိုးစိမ်နှွမ်းနဲ့အင်းကြီးဖြူနှွမ်းပြီးတော့ပေါတူးကိုတင်းတင်းကြပ်ကြပ်ဆုံးခိုင်ထားတဲ့မေဖြူခိုင်နေချက်တုတ်လက်ချောင်းတွေသူတွေးကျင်နေတဲ့ကျမကိုတွေးလိုက်လို့ဖြစ်ခနဲ့ဝင်းလဲ့သွားတဲ့ပါဝါမျက်မှောက်ကမျိုးလုံးမမိုက်နေညလိုက်ရတာကခဏလေးရေခေါင်းကအမြန်ငုတ်ကြရရင်သူထွက်သွားခဲ့ပြီဆရာရင် ကျမနှလုံးသားတွေပေါက်ထွက်လို့မတက်ခုံနေပါရဲ့ဆရာကျမလေဆရာကိုချက်တယ်ဆရာတိတ်ချက်ပါတယ်ဒါပေမဲ့ကျမလေကျမတိတ်ဝင်နေရဆရာတိတ်ငိုချင်နေဆရာကျမငိုပြရစီနော်နားစင်ငစားပေးတဲ့တိုးတယောက်ချင်းစီကိုကျေးဇူးများဤတင်ပါတယ်ရွှေလန်းချမ်းပြေကြပါစေရှင်